ကျွန်တော်လွှဲပြောင်းပြရတဲ့နေသားဖြစ်ပါတယ်။အဲ့တော့တဖက်မှာဒီတရုတ်ကလည်းတရုတ်အစိုးရကလည်းကျွန်တော်ဒီမူဆယ်ရနေပြီးတော့မိတ်ဆွေများလုံးပဲမြင်ကြပါခုတဆိုးပြောပြမဲ့သတင်းကောင်းလေးတွေကိုနားထောင်ကြည့်အောင်ခင်ဗျာအလုံးကိုကျေးဇူးပါ။ MMD ကနေပြီးတော့ကျွန်တော်ရှိုင်းမီနယ်မြောက်ပိုင်းမှာရှိတဲ့တိမ့်မီမြို့ကိုနာဆာကထံစစ်တင်ပါလာအတွင်းမှာပြန်ပြီးတော့လွှဲပြောင်းပြရမှာဖြစ်ပါတယ်။လက်ရှိဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီတိမ့်မီမြို့မှာရှိတဲ့မြို့ကနေမြို့ကနေလည်းဒီသတင်းကိုကြားရလို့ပြောတယ်။ပြောတယ်ထုတ်တူပါပဲကျွန်တော်တို့ဒီတရုတ်မြန်မာအရေး ပါကျွန်တော်တို့စောင်းရနေတဲ့အသင်းအဖွဲ့တွေရှိပါတယ်တရုတ်မြန်မာချင်းချင်းအသင်းအဖွဲ့တွေအပါအဝင်အခြားသောချင်းတရုတ်နဲ့မြန်မာတို့ရဲ့ဒီနှစ်နိုင်ငံနှစ်နိုင်ငံကျွန်တော်တို့နှစ်နိုင်ငံအစိုးရချင်းအောက်မှာရှိတဲ့အသင်းအဖွဲ့တွေများစွာရှိပါတယ်အဲဒီအသင်းအဖွဲ့တွေကလည်းဒီတရက်ကအမှန်ကန်ကြောင့်အတည်ပြုပါတယ်တနည်းအားဖြင့်ကျွန်တော်တို့လက်ရှိကုတ်ကန့်အဖွဲ့ MMD ထိချုပ်ထားတဲ့တိန်းဒီမျိုးကိုတိန်းဒီမျိုးကို MMD ကနေမှနားဆကနဲ့ပြန်ပြီးတော့လွှဲပြောင်းပေးရမှာဖြစ်ပါတယ်လွှဲပြောင်းပေးရမှာဖြစ်ပါတယ်အဲ့တော့တစ်ဖက်မှာဘာတွေဖြစ်လာနိုင်လဲဆိုတော့ဒီတက်မတော်ကလည်း တက်မလို့ကလည်းကျွန်တော်တို့ရခင်ကိုကကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဖြစ်တဲ့လောက်ကိုင်းတဲ့ကုန်းချမ်းကိုကျွန်တော်တို့ဒီလက်ရှိ MMD ကပြန်ပြီးတော့အဲ့ဒီဒေတာပြန်ဆက်ပြီးတော့ကိုဒေတာကိုပြန်အုပ်ချုပ်ဆိုတဲ့သဘောလို့ကျွန်တော်နားလေရတယ်။ဒါကလည်းကျွန်တော်တို့ဖွဲ့စည်းပုံနဲ့ကိုက်နေတယ်။ဒါစကားဥက္ကဋ္ဌကြီးကကျွန်တော်တို့ဒီနိုင်ငံတော်အခမ်းအနားတွေမှာတောက်လျှောက်အမြဲတမ်းပြောပါတယ်။၂008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ပြီးတော့ဘယ်ရမှတောင်းဆိုခွင့်မပြုဘူးလို့တရားဝင်ပြောထားပြီးသားပါ။ပြီးခဲ့တဲ့တက်မလို့နေ့မှလည်းဒီစကားပဲသုံးခဲ့ပါတယ်။အဲ့တော့ တေချာကဒါကနာဆာကကကျွန်တော်တို့ဒီ2008နဲ့သွားတယ်တချို့သောလက်နက်ကိုင်အဖွဲ့တွေကသူတို့ကလက်နက်နဲ့သူတို့နေမီတွေချက်ထွင်တယ်နေမီတွေချက်ထွင်တော့လည်းပဲကြိုက်တဲ့ပုံစံနဲ့သူတို့တောင်းလောကခွင့်မပြုဘူးလောကခွင့်2008တည်းကြုံလို့ပြီးတော့လောကခွင့်မပြုဘူးဒီလိုမျိုးပဲနာဆာကအော်ရိုက်ရပြောပါတယ်အဲ့တော့လက်ရှိမှာလက်ရှိမှာကျွန်တော်တို့ MMDA ကကျွန်တော်တို့စတင်ပါလာအတွင်းမှာတိမ့်မီမျိုးကိုနာဆာကနဲ့ပြန်ပြီးတော့လွှဲပြောင်းပေးရမယ်ထို့တူပါပဲကျွန်တော်တို့အဲ့မှာရှိပါသေးတယ် ျွန်တော်တို့ဒီရှေ့မှာလာရှိုးရှိပါတယ်လာရှိုးကလည်း MMD ကရှေ့လာကြတော့သူတို့ထိန်းသိမ်းတယ်ထိန်းသိမ်းပြီးနောက်ပိုင်းမှာကျွန်တော်2025ခုနှစ်ဧပြီလ22ရက်နေ့မှာ NASA ကောက်ကိုပြန်ပြီးတော့ကျွန်တော်လွှဲပြောင်းပေးရတဲ့နေသားဖြစ်ပါတယ်အဲ့တော့တစ်ဖက်မှာဒီတရုတ်ကလည်းတရုတ်အစိုးရကလည်းကျွန်တော်ဒီမူဆယ်ကနေပြီးတော့ဒါမန္တလေးကိုလာမယ်ရထားလမ်းကားလမ်းပေါ့ဗျာအဲ့ဒီလမ်းပိုင်းကိုတရုတ်ကလည်းစီမံကိန်းစတင်တယ်လက်ရှိ NASA ကောက်ကလည်းဒီလမ်းဒီရဲ့ဒီလမ်းမကြီးပေါ်မှာအကြမ်းဖက်သမားတွေရှိနေတယ်ဒီစီမံကိန်းကစနိုင်မှာမဟုတ်ဘူးအဲ့တော့အဲ့တော့ကျွန်တော်တို့ဒါတရုတ်ကလည်း ီကျွန်တော်တို့ရှမ်းမြောက်ငင်းကြိုင်းတို့ကသူလည်းသူ့ရဲ့အကျိုးစီးပွားအတွက်သူလည်းကျွန်တော်တို့အားထည့်နေရတွေ့ရတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒါရှမ်းပြည်နယ်မြောက်ပိုင်းရဲ့စည်ရင်နိုင်ငံရဲ့အခြေအနေကကျွန်တော်တို့မြန်မာနိုင်ငံရဲ့တဝမ်းလုံးတွေတက်ရောက်ပါတယ်တဝမ်းလုံးတွေတက်ရောက်ပါတယ်ဘာကြောင့်လဲဆိုတော့10 20ကောပရမာပိုင်းမဖြစ်စဉ်ကာလမှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့အတွင်းပိုင်းအေရိယာတွေမှာတိုက်ပွဲကကြီးကြီးမားမားပေါ်ဆောင်နေကြခြင်းမရှိပါဘူးအဲ့ဒီဒီ10 20ကောနောက်ပိုင်းကာလဖြစ်မှသာဒီမှာရှိတဲ့လက်နက်ခဲယမ်းတွေကကျွန်တော်တို့ဒေတာသီးသီးကိုပြန့်ပြီးတော့ဒါဒေတာသီးမှကျွန်တော်တို့ ဒါတိုက်တိုက်ပွဲတွေကတော်တော်လေးဖြစ်လာတယ်စူပမှုတွေကတော်တော်လေးဖြစ်လာတယ်မြန်မာနိုင်ငံရဲ့တိုင်းငယ်ချင်းတွေကကျွန်တော်ရှမ်းပြည်နယ်မြောက်ပိုင်းပေါ်မှာမိခိုးတာပါမိတီးတာပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တရုတ်မြန်မာနယ်စပ်တချို့မှာလက်နက်ကိုင်ဖွဲ့တွေအများကြီးပါပဲမြန်မာငြိမ်းချမ်းရေးနဲ့ပတ်သက်ရင်တော့တရုတ်ကတကယ်ကိုကျွန်တော်တို့စားလို့ပါပဲမပါမဖြစ်ပါပဲအဲ့တော့တရုတ်ကိုကျွန်တော်တို့ကမုံလို့မရပါဘူးဘာကြောင့်လဲဆိုတော့ဘာလို့မုံလို့မရဘူးပြောရင်ခင်ဗျားတို့ကဆဲပါပဲခင်ဗျားတို့နေ့စဉ်အသုံးပြုတဲ့ဖုန်းစမတ်ဖုန်းတရုတ်ကလာတယ်တော်ဆုံးတော့သွားကြထိုးတယ်တရုတ်ကလာတယ် တရုံနဲ့လိုကင်းတဲ့အလုပ်ကျွန်တော်တို့ဘာမှမရှိဘူးဟုတ်တယ်ဘာမှမရှိဘူးခင်ဗျားတို့ကြည့်လိုက်ပါခင်ဗျားတို့နေ့စဉ်အသုံးပြုနေရတဲ့ပစ္စည်းတွေကြည့်လိုက်သွားကြထိုးတာဆိုလည်းခင်ဗျားတရုတ်ကဝင်တာပဲခင်ဗျားတို့သုံးတဲ့ Huawei တို့ Vivo တို့ Oppo တို့ဘာပိုးတို့ညာပိုးတို့ပြအဲ့ဒါတွေကလည်းတရုတ်ကလာတာပဲအသေးစားအကားစားတရုတ်ကလာတာကျွန်တော်တို့ကဒီပေါ်မှာတော့ကျွန်တော်တို့တစ်ဖက်နဲ့တစ်ဖက်ကကျွန်တော်တို့သူလည်းအကျိုးရှိကိုယ်လည်းအကျိုးရှိဆိုရင်တော့နှစ်ဖက်စလုံးအဲ့ဒီအခြေအနေရအောင်ကျွန်တော်တိစောက်ကြမှာဖြစ်ပါတယ်အဲ့ဒီတရုတ်ကြီးကလူပေါင်းရတယ်ကွာငါတို့တရုတ်နိုင်ငံနဲ့မပေါင်းဘူးကွာလို့တော့မရဘူး တရုတ်နဲ့ကျွန်တော်ပေါအောင်ပါသူ့အကျိုးကိုအကျိုးကျွန်တော်တို့ချပြီးပေါအောင်ပါသူ့လည်းအကျိုးရှိကိုလည်းအကျိုးရှိဒီတိုင်းပဲပေါအောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီသတင်းပြန်ချောင်းမယ်ဆိုရင်တော့ဒီအများမကြပြီကာလမှာကျွန်တော်စတင်မလာအတွင်းမှာအသိဉာဏ်မျိုးကိုအသိဉာဏ်မျိုးကို MN ကိုကအဖွဲ့ရနေပြီးတော့ဒီနာဆာကတန်ပြန်ပြီးတော့လွှဲပြောင်းပေးရမှာဖြစ်ပါတယ်ခုလိုသတင်းတွေကိုပြောပြပြီးတော့လည်းကျွန်တော်ဆုံးလို့လည်းချစ်တင်ပါတယ်